ကဲဒီမှန်ဝါလေးကိုမစခင်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုစိုက်နေတတ်တယ်ဆိုရင် channel လေးကို subscribe လုပ်ပြီး like and comment တွေလည်းရေးပေးခဲ့ဦးနော်ဗီဒီယိုကိုကြည့်ရှုတဲ့အခါ VPN လေးခံပြီးကြည့်ရှုပေးနေရင်ကျွန်တော်ကိုလည်းတစ်ဖက်တစ်လန့်ကူညီရရောက်တယ်လို့ VPN နဲ့ကြည့်ရှုရင်လိုင်းမကောင်းဘူးဆိုတဲ့တငယ်ချင်းများအတွက် VPN ခဏဖွင့်ပြီးကျွန်တော်ဗီဒီယိုအစမှတက်လာတဲ့ကြောင့်ညာဟိုဒါစက္ကန့်ပိုင်းနောက်ခဏကြည့်ပေးပြီး VPN ပြန်ပေးလေးလို့ရပါတယ်အဲ့ဒါလေးကိုတော့ကျွန်တော်အထူးတောင်းဆိုချင်ပါတယ်ခင်ဗျာကဲစလိုက်ကြရအောင် အရင်ပိုင်းမှာတော့ရှင်တယောက်သူ့ရဲ့အောင်ဝဲတွေအတွက်ပွဲအခမ်းအနားလေးတစ်ခုကိုကျင်းပမှာဖြစ်ပြီးတော့အဲ့ဒီပွဲကိုတက်ရောက်လာမဲ့သူတွေထဲမှာလည်းကျင်းရဲ့အပီပစ်တဲ့ဆန်ရိုရခန်နဲ့ပါရှိနေပါရဲ့ချက်တာအစနောက်နန်းနေတဲ့ကာယန်ထားတဲ့လန်ကူလက်တနေရာမှာတော့ ရခိုင်နဲ့အင်တော်ရဲ့အလံတွေကိုကင်ဆောင်တာဆိုင်ရွန်ရခိုင်နဲ့ဥဆောင်လာတဲ့စစ်ကြောင်းတစ်ခုတရှိနေပါတယ်ဆိုင်ရွန်ရဲ့ဘေးမှာအမြဲရှိနေပြီးကျင်းရဲ့သတင်းတွေကိုအမြဲပို့ပေးနေတယ်ခမ်းဆိုတဲ့ဆိုင်ရွန်ယုံကြည်ရတဲ့လူကတော့တခင်းကြီးကျွန်တော်တို့နောက်နှစ်နာရီလောက်နေတဲ့ဒါဥယျာဉ်ကိုရောက်ပါတော့မယ်ဆိုင်ရွန်ကလည်းမရဲ့မစရာသိခင်ပိုင်ဆိုင်ရတဲ့သားလေးကမရဲ့လေ့ကျင့်မှုတွေကိုခဏခဏနှောက်ရှက်နေရပဲအမောင်ပင်တွေထဲမှာစနေလောက်ပိတ်နေမလို့ကိုစဉ်းစားနေကြတာ အခုနဲ့ဆိုဘယ်နှခေါက်ရှိပြီလဲခန့်ရတယ်တခင်လေးချင်းကတမမမဟုတ်ဘူးလို့တော့ထင်ပါတယ်အွန်လိုင်းရေးထဲမှာရှိတုန်းကတော့ခတ်ထန်နေတာဘလို့ပဲဖြစ်ဖြစ်ဒီလောက်တော့ဖြစ်လာလိမ့်မယ်လို့မထင်ခဲ့ဘူးသူဓာတ်ဥယျာဉ်ကိုရောက်ပြီးမှသူလုပ်ပြနေရတယ်ကိုကြာပြီးကျွန်တော်လည်းတကယ်အံ့ဩသွားခဲ့တာပါ ဆန်ရုံကလည်းခံသူ့ရဲ့တိုက်ခိုက်လို့တဲ့စိတ်ဆွမ်းအားသူ့ရဲ့စိတ်ဆွမ်းအားကတမန်တော့မဟုတ်ဘူးတင်းငယ်ပဲမဲ့သူ့ကိုမှုန်လိုက်ရတဲ့မှာမြင်လိုက်ရတော့ကသူ့ရဲ့မျက်လုံးထဲမှာ net shine နဲ့နောင်နဲ့အပြည့်ရှိနေတယ်သူကတော့အဲ့ဒီခံစားချက်တွေကိုပုံဝေဖို့စူးစမ်းနေရဆိုပေမဲ့သူဒါဥယျာဉ်ကိုရောက်ရောက်ချင်းမှာပဲသူ့အကူတွေအမားတွေကိုဘယ်လိုစိန်ခေါ်ကလေးဆိုတာကိုရောတတိယနေတော့မဲ့သူ့ကိုဘယ်သူမှတင်မေးမှာမဟုတ်တာကိုအငယ်ဆုံးကသူ့ရဲ့ပြင်ဘက်ကိုဘယ်လိုချိန်မှုရမလဲဆိုတာဘယ်လိုနင်းချိန်ရမလဲဆိုတာကိုသိနေတယ်လို့မျိုးပဲတခြားလူတွေလည်းအဲ့ဒါကိုတီးထားပြီးတော့သူ့ကိုဖိနှိပ်ဖို့စူးစမ်းကြပေမဲ့ကြည့်ပါအောင် သူ့အကူရဲ့အမရရဲ့သူ့တီမင်းတကားဝစီကိုတွန်းပို့တဲ့အချိန်တိုင်းသူကအသက်ရှင်လျက်ပြန်လာနိုင်ခဲ့တယ်။ခန့်အန်လဲဆိုင်ရုံကော်လိုမျိုးပြက်နေမည်နဲ့မာမစ်ထက်တခင်းကြီးပြလိုက်တဲ့မရှင်ကိုပို့ပြီးစိတ်ထဲတွေးမိပါတယ်။သူ့ဝင်းဝလီဘူးနဲ့တယောက်တစ်အပြိုင်တက်ပြီးအနိုင်ရခဲ့တာလေ။ဆိုင်ရုံကလည်းဟုတ်တယ်။မာတင်နာတာကသူ့လူတွေကိုအကာအဖြစ်တုံးပြီးတော့ဝင်းဝလီဘူးကိုတတ်မဲ့ထင်နေခဲ့တာ။ဒါပေမဲ့သူတယောက်တည်းလုံနိုင်ခဲ့မယ်လို့ဘယ်သူကထင်ပါလဲ။ပြီးတော့သူကအဲ့ဒီအရာနဲ့ပဲသူ့ငါးစီကိုပြောထားတဲ့သူ့ရဲ့ယုံကြည်မှုတွေကိုတတ်သိပြခဲ့တယ်။ အဲ့ဒီအချိန်မှာခန်းကတော့ဆိုင်ရွန်ကိုတခင်းကြီးသူတကယ်ပဲဝင်းဝလီဗီကိုတယောက်တည်းအနိုင်တက်ခဲ့တယ်ဆိုတော့ယုံကြည်ပါသလားလို့မေးလိုက်ပါတယ်။ဆိုင်ရွန်ကတော့အေးမယုံနဲ့ဒါပေမဲ့တိတိကျကျပြောရရင်တော့သူတယောက်တည်းတော့မဟုတ်တော့ဘူးပေါ့ဆိုတာဘလို့ပဲဖြစ်ဖြစ်သူကစိတ်ဝင်စားဖို့ကောင်းတဲ့ကလေးပဲသူ့ကိုဒီတစ်ခါတော့အဲ့ဒါပါမေးရမယ်လို့ပြောရင်းနဲ့ပဲရခန်းနဲ့အိမ်တော်ရဲ့ဓာဥယင်သူရောက်ရှိလာခဲ့ပါတယ်။ဆိုင်ရွန်ရောက်လာတဲ့ရမက်တီအားလုံးကဆိုင်ရွန်ကိုအလေးပြုကြပြီးတော့ဆိုင်ရွန်ရဲ့ဇနီးဖြစ်တဲ့ရိုစာနဲ့လူနာနဲ့အတူဆိုင်ရွန်ကိုထပ်ပြီးချူစုနေခဲ့ပါတယ်။ရိုစာကတော့ဆိုင်ရွန်ကိုတခင်ကြီးကိုစောင့်နေကြတာပါဆိုပြီးပြောလိုက်ပြီးတော့ ဆိုင်ရောင်ကလည်းရိုးစာတောင်းဝန်ကြည့်ပါတယ်ရိုးစာကလည်းမဟုတ်ပါဘူးအကုန်လုံးသူတယောက်တည်းပဲစီစဉ်ခဲ့တာပါကျမဘာမှတော့မလုပ်လဲရဘူးလို့ပြောနေချင်းပါပဲဆိုင်ရောင်ကတော့ရိုးစာကိုအဲ့လိုဆိုတော့လည်းအဲ့လိုပေါ်လို့ပြောလိုက်ပါတယ်အရွယ်ရဝိသားကလေးတွေကကောင်းကောင်းလုံးလိုက်နေကြပြီအဲ့ဒါဆိုငါအမောင်ပင်လယ်ထဲကနေထွက်လာစရာမလိုတော့ဘူးလို့ပြောနေပါတယ်ဒီနေ့ရောက်လာတဲ့ ether တွေကငါ့ကိုတော်တော်သတိထားနေကြတာပဲအဲ့ဒါကကလေးတွေအတွက်ပိုပြီးမခက်ခဲစေဘူးလားလို့မေးလိုက်ပါတယ်ဆိုင်ရောင်ကတော့သူ့ရဲ့ဒုတိယသားဖြစ်တဲ့ဂျိုးရှာကိုမျက်နှာလွှဲလိုက်ပြီးတော့ရိုးစာကလည်းဆိုင်ရောင်ကိုဟုတ်ပါတယ်အထက်ကိုဝင်လာကြပါတခင်ကြီးကြိုက်တဲ့အစားတောက်တွေပြင်ထားပါတယ်လို့ပြောနေပြီးတော့ ဆိုင်ရုံကလည်းကောင်းပါပြီမျောလင်းနေမယ်လို့ဆိုကအထက်ကိုဝင်လာရင်းနေပဲဂျင်းရဲ့အရှိကိုရောက်မှာတော့ဂျင်းခါမှာထိုးတာရဲ့ဒါနဲ့လက်ပေါ်လှမ်းမိကြည့်လိုက်ပါတယ်အဲ့ချိန်ဆိုင်ရုံကရန်နဲ့ဗီဂိုတို့လှမ်းခေါ်လိုက်တော့ရန်ကချီးစီးတွေကြနေကဟုတ်ကဲ့အဖေလို့ပြန်ပြင်းနေခဲ့ပြီးတော့ ဆန်ရုံကလည်းသူတို့နှစ်ယောက်ကိုငါမင်းတို့ကိုလက်ဆောင်အနေနဲ့ပေးထားတဲ့ဓာရီကိုအငွေဆုံးကိုပေးလိုက်တယ်လားလို့မင်းနေခဲ့ပါတယ်။ဗီဂိုကတော့အဲ့ဒါကလည်းပြောနေချင်ပါပဲ။ရန်ကတော့အငွေဆုံးကယူသွားတာပါ။သူကကော်လိုမျိုးပြက်နေမိကမရှင်အောင်အောင်မြင်ခဲ့ရင်သူ့ကိုဓာရီပေးရမယ်လို့သဘောတူခဲ့ရပါတယ်။အဲ့ဒါကြောင့်မို့လို့ပြောလိုက်တဲ့အချိန်မှာတော့ဆန်ရုံရခန်ကတွားရီတစ်ချက်ဖြီးလိုက်ပြီးအတန်အချိန်နဲ့အော်ပြီးရီလိုက်ကမိုက်တယ်ကွာ။တေချာဖို့ပြန်လို့ရမယ်နော်။အငွေဆုံးကခေတော့မခေဘူးဟုတ်တယ်မှလားဆိုကရန်ရဲ့ပခုံးလေးကိုခိုင်ပြီးပြောသွားပါတယ်။ ဆိုင်ရွန်လင်းချင်းကိုတခါတလေကြတော့လေမင်းကငါသားတော်ဟုတ်ရဲ့လားလို့စဉ်းစားနေမိတယ်လို့ပြောရင်းနဲ့ပဲအင်းနဲ့ကိုရောက်လာခဲ့ကြပါတယ်။တနိတာအပြီးညာပိုင်းချင်းရဲ့ပါတီပွဲကိုစမဲ့အချိန်မှာတော့ဆိုင်ရွန်ရခန်နဲ့ချင်းကအတူရှိနေခဲ့ပြီးတော့ဆိုင်ရွန်ကလည်းချင်းကိုဒါကမင်းရဲ့ပထမအောင်ဆုံးအောင်ပွဲအခမ်းအနားဟုတ်တယ်မလား။ချင်းကလည်းဟုတ်ပါတယ်အဖေ။ချင်းရဲ့အထွေထဲမှာတော့ငါအရင်ဘဝတုန်းကဆရာရဲ့ကျေးဇူးနဲ့တခြားမိသားစုတွေရဲ့အောင်ပွဲကအခမ်းအနားတွေကိုတက်ရောက်ဖို့ပြင်မယ်။ငါရဲ့မိသားစုမှာတော့ချင်းပတ်ဘူးတာတော့ဒါကပထမအောင်ဆုံးပဲ။ကြုံရခဲ့တဲ့အောင်ပွဲတစ်ခုပေါ့ ရင်မောဝါတော့အခမ်းအနားတွေမှာတော့ငါကငါအပြစ်သားတယောက်လို့ပုံွယ်ပြီးနေခဲ့ရတာအခုတော့ငါအဖေရဲ့ဘေးမှာဂုံရှိရှိရနေနိုင်ခဲ့ပြီလို့တွေးနေခဲ့ပြီးတော့တခါတော့တည်ရရတာပေါ့ဆိုကသူ့ရဲ့စိတ်ထဲအနေနဲ့တွေးနေပါတယ်ဆိုင်မွန်ကတော့ချင်းကိုမတို့မိသားစုကအောင်ပွဲအခမ်းအနားကျင်းပခဲ့တာတော့သိမှာပေါ့ဘာလို့ဆိုတကယ်အောင်ပွဲခံတဲ့နေ့ထင်မှအခမ်းအနားကိုလုပ်ဖို့လိုလို့ပဲအဲ့တော့ငါဆိုလိုချင်တာကမင်းလုပ်ခဲ့တာတွေကအတိမပြုခံထိုက်လို့ပဲပေါ့လို့ပြောလိုက်ပါတယ်ဂျင်ရန်လည်းကျေးဇူးတင်ပါတယ်အဖေလို့ပြောနေခဲ့ပြီးတော့ဆိုင်မွန်ကတော့ ဲ့ဇေဘယ်နေရောက်လာမထင်လဲရှင်ရလဲထောင်ကနန်လောက်ပါဟုတ်တယ်အဲ့လောက်ရှိတယ်ပြောတယ်လွန်ခဲ့တဲ့ခုနှစ်နှစ်လောက်ကလုတ်ခဲ့တဲ့ပွဲထက်ရောက်200လောက်ပိုများတယ်အဲ့ဒါဘာအဓိပ္ပာယ်လဲဆိုတာသိလားရှင်ရလဲဆိုင်ရွန်ကိုကျွန်တော်တို့မိသားစုရဲ့ခုံတီရေကလွန်ခဲ့တဲ့ခုနှစ်နှစ်အတွင်းပုံမှုပြီးတော့များပြားလာရဲဆိုတဲ့သဘောလားဆိုင်ရွန်ကလည်းချင်းုံတခြားမိသားစုတွေကထောင်ပေါင်းများစွာသောလူတွေနဲ့အတူအောင်ဝဲခံအခမ်းအနားတွေမကြာခဏချင်းပါလိရှိကြပေမဲ့ဒီနေ့ဒီကိုရောက်လာကြတဲ့လူထောင်ကျော်ကတော့ထူးချွန်တဲ့သူတွေကြီးပဲပြီးခဲ့တဲ့ခုနှစ်နှစ်လုံးမှာဘာမှမလုပ်ဖက်နဲ့ငါကအမောင်ပင်တွေထဲမှာလေ့ကျင့်လိုက်ရစိုးသားရဲတွေကိုတက်လိုက်လုပ်နေကြတာအဲ့ဒါတော့ဒီလိုအခြေအနေဖြစ်လာရဲဆိုတာက ဒီကာလမှာငါတယောက်တည်းကစစ်မှန်တဲ့စစ်တီတယောက်ဖြစ်နေရကြောင်းပဲအဲ့ဒါကြောင့်ငါသာပြောက်ွယ်သွားရင်ဒီလူတွေတက်ကအများစုကရကန်နေကိုချိုးခိုင်းသွားကြလိမ့်မယ်လို့ကြင်ုံပြပြနေပါတယ်ဂျင်းလက်ဆိုင်ရုံးတို့တစ်ချက်ကြည့်လိုက်ပြီးသူ့ရဲ့စိတ်ထဲမှာတော့ဟုတ်တယ်အပိစာရှိမနေရကန်နေကဒီအခြေအနေကိုဖြစ်မလာဘူးငါတို့မိသားစုကစစ်ပေမိသားစုနဲ့အပြိုင်အထီးကမိသားစုကြီးတစ်ခုပဲဒါပေမဲ့အဖြစ်မရှိတော့တာနဲ့စစ်အင်အားအများကြီးကွာဟသွားနိုင်တယ်အဲ့လိုသာဖြစ်လာခဲ့စပယ်မီသားစုကအင်အားအကြီးဆုံးဖြစ်လာလိမ့်မယ်လို့တွေးနေခဲ့ပြီးတော့ဂျင်ဟာလဲဆိုင်ရုံကိုအဖေတို့တစ်ချက်လှမ်းခေါ်လိုက်ပြီးအဖေမရှိတော့ရင်ပြီးတော့သူတို့တွေကျွန်တော်တို့ကိုချောခိုင်းသွားခဲ့ရင်ပြီးတော့စပယ်ရီကကြီးစုပြီးတော့ ျွန်တော်တို့ကိုအချက်အသေးလေးရအောင်လုပ်ခဲ့ရင်အဲ့လိုဖြစ်ခဲ့မှာဆိုရင်ကျွန်တော်ကတင်မီတက်ဆူကိုဆွပစ်လိုက်မှာပါလို့ပြောလိုက်ပါတယ်။ချင်းရဲ့ပြောလိုက်တဲ့စကားကြောင့်ဆိုင်ရုံကလည်းဘာဆိုပြီးတော့အန်အော်လာပြီးတော့ချင်းရလည်းအဖေမရှိတော့တာနဲ့ရခိုင်နဲ့ကပြိုလဲသွားမှာဆိုရင်အဲ့ဒါကနောက်လာမယ့်တခင်ရဲ့ညံပြင်းမှုကြောင့်ပဲဖြစ်ပါတယ်။အဲ့လိုလူမျိုးရဲ့လက်အောက်မှာတော့ကျွန်တော်မသိချင်ပါဘူး။ပြီးတော့သူတို့ရဲ့အားနည်းချက်ပဲကျွန်တော်တို့စီမှာဘလောက်တောင်ရှိနေမလဲလို့ပြောလိုက်တဲ့အခါမှာတော့ဆိုင်ရုံကလည်းအားနည်းချက်တွေချင်းရလည်းဟုတ်ပါတယ်။အကူဗီကိုစီကလုခဲ့တဲ့ဒါကိုပြန်ပေးပြီးတော့လမ်းကိုင်းဆောင်သူတွေပဲကြည့်လို့ရတဲ့ အခချင်းဝင်ယူပြီးလုပ်ရတဲ့မစ်ရှင်စာချုပ်တွေကိုကျွန်တော်ပြခိုင်းခဲ့တယ်။အဲ့ဒီထဲမှာကျွန်တော်တွေ့ရတဲ့ကဗန်ဂါမီသားစုရဲ့ခေါင်းဆောင်ကရှင်ဘရင်ကိုလှည့်ပြပြီးတော့တိုင်းပြည်ရဲ့ယရနာတွေကိုတွေ့ခဲ့တယ်ကိုထည့်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဂျေဆုနဲ့ဒီလိုအောင်ပွဲအခမ်းအနားကိုမျက်နှာပြောင်တိုက်ပြီးတော့လာခဲ့တယ်။ကလီဗာမီသားစုကလည်းစပယ်မီသားစုရဲ့မော်စီယာတွေကိုတက်ပြဖို့အကြသေးခင်ကပဲတိတိစိတ်တောင်းဆိုထားခဲ့တယ်။တန်တော်ဆင့်ရဲ့တမီးဖြစ်သူကလည်းသူ့ရဲ့အလောင်းကစားဝါသနာကိုဖြည့်ဆည်းဖို့အတွက်မီသားစုရဲ့ယရနာတစ်ခုကိုထုတ်ရောင်းပြီးတော့ကျွန်တော်တို့ကိုဖုံးကွယ်ခိုင်းထားခဲ့တယ်။ပြီးတော့အဲ့လိုလုပ်ခိုင်းဖို့အတွက် အခါချင်းွေကိုလည်းကျွန်တော်တို့ကိုမပေးရသေးဘူးအဲ့အရာတွေကိုတစ်ချက်လေးကြည့်လိုက်တာတော့ဒါသာမပါတဲ့လက်နက်တွေရနေပြီနောက်ထပ်ပြီးရှိနေတာကအဖေနဲ့အမေပဲကြည့်လို့ရတဲ့အိတ်ဝက်ချက်တွေများစွာပါတဲ့ဓာတ်ပါတွေရရှိနေအောင်ပါပဲဆန်ရွန်ကလည်းဂျင်းကိုမင်းပြောချင်တာကငါမရှိလဲအဲ့အရာတွေနဲ့ဒီမိသားစုကိုကာကွယ်နိုင်တယ်ပေါ့ဂျင်းကလည်းဆန်ရွန်ကိုအကယ်၍များစစ်မှန်တဲ့စစ်တီမဟုတ်တဲ့သူတယောက်ကရခိုင်နယ်ကိုဥဆောင်ဖို့ဖြစ်လာရင်အရာအလုံးကနောက်တခင်ရဲ့ညှိနှိုင်းမှုနဲ့ဆွမ်းရည်အပေါ်ကိုမူတည်နေပါပြီ ဆန်ရုံကလည်းအဲ့ဒါကတော့အမှန်ပဲဒါပေမဲ့အဲ့လိုမျိုးသူများတွေရဲ့အားနည်းချက်တွေကိုတက်ထဲမှာကင်နာတာကငါတို့ပဲမဟုတ်ဘူးစပယ်မီသားစုမှလည်းငါတို့လောက်ပဲရှိမှာဂျင်းရလည်းဟုတ်လောက်မှာပါဒါပေမဲ့စပယ်မီသားစုကတော့အဲ့ဒါမျိုးကိုလုံနိုင်မှာမဟုတ်ဘူးဂျင်းရဲ့ပြောစကားကြောင့်ဆန်ရုံလည်းအနှင်းငယ်တွေ့ရတာပြီးဘာလို့များလဲလို့မေးလိုက်တဲ့အခါမှာတော့ဂျင်းရလည်း ဘာလို့လဲဆိုတော့လူစိုးလို့ရမှာက recommend မိသားစုရဲ့တာဝန်ဖြစ်တာကြောင့်လို့ပြောလိုက်ပါတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကဒီလောက်လက်နက်တွေအများကြီးရှိနေတာတော့အသုံးမချနိုင်တဲ့တခင်မျိုးတော့နောက်ထပ်တက်လာမဲ့တခင်ဖြစ်နေခဲ့ရင်နောက်တစ်ခါထပ်ပြီးမစဉ်းစားတော့ပဲဒီမိသားစုကိုကျွန်တော်ဆွန့်ပစ်သွားမှာပါ။ပြီးရင်အချိန်ဘလောက်ပဲကြာကြာစစ်ပေမိသားစုကိုလက်စားပြန်ချေဖို့ပြင်ဆင်သွားမှာပါလို့ပြောလိုက်ပါတယ်။ဆိုင်ရုံကလည်းတစ်ချက်တော့ရည်လိုက်ပြီးတော့မင်းကလက်စားချေမယ်ပေါ့။ကောင်းပြီလေ လက်စားချေဖို့ဆိုအရင်ဆုံးအသက်ရှင်နေရမှာပေါ့ကွာစိုးတော့မစိုးပါဘူးဆိုပြီးပြောလိုက်ပါတယ်ဆိုင်ရုံရဲ့အတွေ့ထဲမှာတော့တခြားကလေးတွေကငါရှိမှဆိုရခိုင်နယ်ချန်ရှုံးမဲ့အကြောင်းဘယ်တော့မှပြောရမှာမဟုတ်ဘူးအလွန်အကဲကိုပဲဂုံယူတဲ့စကားတွေညှဉ်းညူတာတွေပဲလုပ်နေကြမှာအသေးချာပဲဒါပေမဲ့အငယ်ဆုံးကတော့သူ့ရဲ့ယုံကြည်မှုနဲ့ဥရိချက်ကိုပြောပြသွားတယ်သူ့ကိုနောက်ကျမှမွေးလာခဲ့မိတာနှောင့်ရရတယ်ကွာသူ့ကိုကြည့်ရတာလူနာရဲ့အရေးအချင်းမေရီရဲ့ပြတ်သားတဲ့အလေးအချင်းဒီဖက်စ်ရဲ့တိုက်ခိုက်ဆွမ်းရည်တွေအကုန်ပယ်ဆိုင်ထားသလိုပဲနောက်ဆက်နှစ်မဟုတ်သေးဘူးအလွန်ဆုံး15နှစ်လောက်ပေါ့အဲအထိလောက်ပဲငါကတခင်နေရာကိုထိန်းထားနိုင်တော့မှာ ငယ်ဆုံးကသာဆက်ခံသူတွေကိုဘယ်လိုမျိုးကြော်လာနိုင်မလဲဆိုတော့ကိုငါမြင်သွားနိုင်မှာပါလို့တွေးနေခဲ့ပါတယ်ဆန်ရုံကလည်းဂျင်းကိုဧည့်သည်တွေတော်တော်များများရောက်လာပြီချင်းနဲ့ပွားကြရအောင်ဂျင်းကလည်းဟုတ်ကဲ့ပါအဖေလို့ပြောလိုက်ပြီးအာပြီးတော့ပွဲပြီးရင်မင်းနဲ့ပြောစရာရှိသေးတယ်မခေါ်မချင်းစောင့်နေပါလို့ပြောလိုက်ပါတယ်ဆန်ရုံအဲ့လိုပြောလိုက်တဲ့အချင်းဂျင်းရဲ့အတွေ့အကြုံမှာတော့ယာယီအလံကန်ဆောင်သူဖြစ်ဖို့ အရေးစင်းတတ်မှတ်ချက်တွေကြည့်ရတာပွဲပြီးရင်ငါတို့မိသားစုနဲ့ခဏတာခွဲရရမယ်ထင်တယ်လို့တွေးနေခဲ့ပြီးတော့လေးရပဲကြမယ်ပွဲကတော်တော်လေးကိုကြားတယ်လို့ခန်းစားရတော့မှပဲလို့တွေးနေကြည့်မှာပဲတခင်ကြီးဆိုပြီးရေးကြီးတုတ်ပြန်တဲ့ဆိုင်ရုံကိုခေါ်တန်းတဲ့အတူလူတယောက်ကဆိုင်ရုံနဲ့ဂျင်ရှိရသူပြေးဝင်လာခဲ့ပါတယ်ဆိုင်ရုံကလည်းဘာဖြစ်တာလဲလို့မိလိုက်တော့မဖိတ်ခေါ်ထားတဲ့ဧည့်သည်ရောက်လာပါတယ်ဆိုင်ရုံကလည်းဘာဆိုပြီးမျက်နှာတစ်ချက်ကြုံသွားပြီးဂျင်းရဲ့အတွေ့အကြုံမှာတော့မဖိတ်ခေါ်ထားတဲ့ဧည့်သည်အဟုတ်မှလွဲရောစစ်ပယ်မိသားစုလားလို့တွေးနေခဲ့ပါတယ် ချင်းရဲ့အောင်ပွဲအခမ်းအနားကိုမဖိတ်ခေါ်ပဲရောက်လာတဲ့သူတွေကတော့စစ်ပေမိသားစုကဖြစ်ပြီးတော့ဟုတ်ပါတယ်မိုင်းယောင်မြုပ်ဒုတိယတာဝန်ခံဒန်ဒရီစစ်ဖဲနဲ့တခြားမိသားစုဝင်9ယောက်ပဲဖြစ်ပါတယ်ဆိုင်ရွန်ကလည်းတော်တော်ကိုလေးစားမှုမရှိတဲ့ကောင်းနေပဲလို့ပြောနေခဲ့ပြီးတော့အင်နော်ဒဲဟင်းစ်ကိုဒန်ဒရီကိုထောက်စားခိုင်းပြီးတော့သူ့မိသားစုတွေကိုပဲဝင်ခိုင်းလိုက်ဒါကမင်းကိုယ်တိုင်တော့မပြောနဲ့အစီအကံတွေကိုတော့ပြောခိုင်းလိုက်လို့ပြောလိုက်ပါတယ်ဟင်းစ်ကလည်းဟုတ်ကဲ့ပါလို့ပြန်ဖြေလိုက်ပြီးတော့ချင်းရဲ့အတွေ့အကြုံမှာတော့ဒန်ဂရီရောက်လာတာကရိုင်းနာမှန်ပေမဲ့စစ်ပေရဲ့ဒုတိယတာဝန်ခံကို တကားဝမှနဲ့ညင်းလိုက်တယ်ဆိုတာကတော့တွင်းနေချင်းပါပဲဆန်ရုံးကကျင်းဘက်ကိုလှည့်လာပြီမလုပ်လိုက်တာပြင်းထန်တယ်လို့ထင်လာလို့မေးလိုက်ပါတယ်ဂျင်ကလည်းမဟုတ်ပါဘူးအစ်တအဆန်းဖြစ်တော့လို့ပါလို့ပြောလိုက်ပြီးတော့ဆန်ရုံးကလည်းဂျင်ကိုဒန်ဒရီရဲ့သူ့ရဲ့ခံစားချက်တွေကိုထင်ချုပ်ပြီးတော့မိသားစုနဲ့အတူထွက်သွားလိမ့်မယ်ရခိုင်နဲ့တခင်ရဲ့မိသားစုတွေဝင်လို့ရပါတယ်ဆိုရယ်ခွင့်ပြုချက်ကိုတော့ပြည်လူရှူထားပြီးတော့ပေါ့အဲ့ဒါကဓာဥယျာဉ်မှာခွင့်ပြုလို့မရတဲ့အရာတစ်ခုပဲမင်းထင်တာတဲ့အတိုင်းပေါ့ဒန်ဒရီဆိုရယ်ကောင်ကငါအမိကိုလိုက်နာရလိမ့်မယ်မဟုတ်ရင်သူ့အိမ်ကိုခြေတော့မပါပဲပြန်ရတော့မှလေကဲ အခုပွဲစားဖို့အချိန်ရောက်ပြီလို့ပြောကရင်းနဲ့အတူအခမ်းအနားကိုစတင်ဖို့အတွက်ထွက်လာခဲ့ပါတယ်။ဆိုင်ရုံကလည်းအောက်မှာပွဲတက်လာတဲ့လူတွေကိုဒီနေရာအထိရောက်လာပြီးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကရခန်နဲ့ရဲ့သခင်ကြီးဆိုင်ရုံမှာအခုနောက်ပိုင်းမှာတော်တော်လေးတော်တယ်တားတရားကိုရထားလို့ပျော်စရာကိစ္စတွေကအရင်များနေတယ်ဗျ။အဲဒါကြောင့်ကျွန်တော်ရဲ့အငယ်ဆုံးသားချင်းရခန်တွေကိုအရင်ဆုံးကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပြီးတော့ပွဲတက်လာတဲ့လူတွေကလည်းချင်းအပေါ်လက်ခုပ်တန်နဲ့ချူဆိုပေးကြပါတယ်။ဆိုင်ရုံကလည်းထပ်ပြီးတော့ခင်ဗျားတို့သိကြတဲ့အတိုင်းပဲအခုလိုအောင်ပွဲခံတဲ့အခမ်းအနားတွေမှာ ိုက်နာရမှာနှစ်ခုပဲရှိပါတယ်။အရက်တောင်ရင်နဲ့ရန်ဖြစ်ကြရင်တော့တက်ကွေးနဲ့ကိုအဆောင်ရှောက်စစ်တီတွေကကိုရင်ခေါ်ဆောင်ပေးသွားမှာဖြစ်ပြီးတော့နှစ်ဦးသဘောတူညီမှုနဲ့စီဂျင်ထူတဲ့အခါချုံတဲ့သူကအရှုံးပေးရမှာဖြစ်ပြီးတော့အနိုင်ရတဲ့သူကတော့တက်ညာပေးပြီးအောင်ပွဲခံရမှာပေါ့။ဘလို့ပဲဖြစ်ဖြစ်ဒါကအောင်ပွဲခံအခမ်းအနားတစ်ခုဖြစ်နေသေးတယ်လေ။အဲ့လိုကြီးညာနေခြင်းမှာပဲကျင်းရဲ့အတွေ့အထိမှာတော့ဒီကတော့ဒါကကန်ချမအရာတွေ့ဆုံကြတဲ့ပါတီပွဲပေါ့။ဒါကတိုက်ကြီးမှာရှိတဲ့သူတွေရဲ့အာနာရှိတဲ့သူတွေထောင်ပေါင်းများစွာဆုံးပေးကြတဲ့ပွဲလေ။ဒီလူတွေကတန်းနီးနီးနဲ့တော့ရှုပ်ထွေးစွာဆက်သွယ်နေကြတဲ့သူတွေကြီးပဲ။ ဒီနေ့ပွဲသာတာမန်ပွဲတွေလို့ဆိုရင်မပြန်ခင်ရန်ညိုးဖွဲ့ပြီးပြန်သွားကြမှာပဲဒါပေမဲ့ဒါကဒါဥယျံမှာကျင်းပတဲ့ပွဲလေအဖေတတ်မှတ်ပေးထားတဲ့စီကံတွေကိုလိုက်နာသွေးတယောက်နဲ့တယောက်တိုက်ခိုက်တဲ့အခါအတိတ်တဲ့အထီတော့မဖြစ်နိုင်တော့ဘူးဒါပေမဲ့မတင်ယုံတမဲတော့ပညာပေးလို့ရတယ်ပြီးတော့တရားဝင်အောင်ပွဲခံလို့တော့ရအောင်မယ်လို့တွေးနေခဲ့ပြီးတော့အဲအချိန်ဆိုင်ရွန်ကတော့အားလုံးကိုကဲအခုတော့ပြောကြပါတော့လို့ပြောလိုက်ပြီးချိန်မှာတော့ချင်းရဲ့အတွေ့အကြုံမှာလည်းတော်တော်ယူတုတဲ့မိသားစုပဲလို့ပြောနေခဲ့ပါတယ်ဆိုင်ရွန်ကတော့ချင်းကိုချင်းမင်းရောစိတ်ဝင်စားတဲ့သူရှိရင်ခေါ်လာခဲ့လေဒါပေမဲ့မင်းထက်အားနည်းတဲ့ပုံပေါက်တဲ့သူကိုတော့စင်ခေါ်လို့မဖြစ်ဘူးနော်သူတို့ဘက်ကစပြီးမင်းနဲ့မိသားစုကိုရံမစားသေးရေပေါ့လို့ပြောလိုက်ပါတယ် 今天来三荣哦，OK 吧？比较不露白特皮,皮,胸皮的的，是像那么财务出来我嘞，对吧嘞？三荣个嘞，阿拉个肉表态，还是不露 အကယ်၍အဲ့လိုဖြစ်လာခဲ့ရင်တော့မင်းအခုပိုင်ဆိုင်နာရယ်အကုန်ပြန်သိမ်းမယ်ဘာရတာမန်ဒီပဲမဟုတ်ဘူးနော်မင်းရဲ့အထင်းတော်ရောပဲဂျင်းရလည်းဟုတ်ခဲ့ပါမှတ်ထားပါမယ်လို့ပြောလိုက်ပါတယ်ဂျင်းရဲ့အတွေ့အထိမှာတော့အခုစဉ်းစားကြည့်မှာပဲအဖေနဲ့အခုလိုစကားပြောဘူးတာပထမအဦးဆုံးပဲငါအရင်ဘဝတုန်းကစိတ်ကူးတော်ညီကြီးလိုမြင်ရတဲ့အရာတခုပေါ့ခုနကလေးနဲ့တကယ်အဖေနဲ့သားလိုမျိုးစကားတွေပြောနေကြပေမဲ့အဖေနဲ့သားဆက်ဆံရေးကအစ်စ်ခံရတဲ့သားတယောက်ဖြစ်ဖို့ဆိုတာကအခုနောက်ထပ်ရလာတဲ့ငါရဲ့ဘဝမှာအစီအစဉ်ထဲမှာလုံးဝပါမနေဘူးဒီဘဝမှာတော့ငါကအဖေထက်တာနေမှရမယ်အဲ့ဒါကငါအတွက်အရေးကြီးဆုံးလို့တွေးနေခဲ့ပါတယ်အဲနောက်မှာတော့ချင်းတယောက်လည်းပါတီပွဲအလေးကိုဆင်းလာခဲ့ပြီ ူတူရင်းနဲ့စကားပတ်ပြောနေချိန်ဂျင်းရဲ့ဘေးနားကိုတော့ဟီတူနာနဲ့ဒီတူနာကရောက်လာခဲ့ပါတယ်။တူနာအမွာကတော့ဂျင်း၅ပွင့်ဖြစ်သွားတာဂုံယူပါတယ်ဂျင်းလို့ပြောနေခဲ့ပြီးတော့ငါတို့မင်းနဲ့အတူခဏလောက်ရှိနေလို့ဖြစ်တယ်မလားလို့ဂျင်းစမှာခွန်တောင်းလိုက်ပါတယ်။ဂျင်းကလည်းရပါတယ်လို့ပြောလိုက်ပြီးတီလင်းနဲ့ကြောက်တုံးနဲ့လေ့ကျင့်ရေးကရောအချိန်နေဘလို့ရှိလဲလို့ဟီတူနာကိုမေးလိုက်ပါတယ်။ဟီတူနာကလည်းပိုတိုးတက်လာပါပြီ။ဦးလေးပြောပြတဲ့လက်နက်ကိုပြောင်းလိုက်တော့ပိုပြီးတိုးတက်လာတယ်။ဂျင်းကလည်းဟုတ်လားကြားရတာဝမ်းသာပါတယ်လို့ပြောလိုက်ပြီးတော့ဟီတူနာရဲ့အနားကိုကတ်လိုက်ပြီးတော့မင်းတို့စိတ်ကျေနပ်သွားပြီဆိုရင်သွားလို့ရပြီနော်လို့တိုးတိုးလေးပြောလိုက်ပါတယ်။ဟီတူနာကတော့ချွေးစည်းကြီးကျနေပြီးတော့လက်နေက အာအေးပါလို့ပြောလိုက်ပြီးတော့အဲ့အချိန်ကံမီသားစုကတယောက်ကတော့ကျင့်ကိုလာပြီးနှုတ်ဆက်နေခဲ့ပါတယ်ကံမီသားစုရဲ့ပထမဆုံးအလံကန်ဆောင်သူဟုတ်တယ်မလဲလို့ချင်းကလည်းပြန်ပြီးပြောလိုက်တော့ဟီတိုနာနဲ့ဒီတိုနာကပါကံမီသားစုရဲ့ပထမဆုံးအလံကန်ဆောင်သူကိုနှုတ်ဆက်နေခဲ့ပြီးမတော်သားပြီးတော့ချင်းဆိုကတိုနာအမွားအချင်းကိုနှုတ်ဆက်လိုက်ပါတယ်ချင်းကလည်းကောင်းပါပြီလေးချင်းမှာကံကောင်းပါစေလို့ပြန်ပြီးနှုတ်ဆက်ပေးလိုက်ပြီးတော့ ကံမီဇာစုကပထမအလံကိုင်ဆောင်သူနဲ့စကားဆက်ပြီးပြောနေခဲ့ပါတယ်ကျွန်တော်ကလေးဘွားတော်ကခမရရဲရဲမှုတွေကိုပုံမြင်လိုခဲ့ကြောက်ခဲ့ပါတယ်ကံမီဇာစုကပထမအလံကိုင်ဆောင်သူကလည်းဟာရှက်တောင်ရှက်လာပြီပြာလို့ပြောနေခဲ့ပြီအဲ့အချိန်မှာပဲဟေးဂျင်ရခန်နဲ့ဆိုကချင်းရဲ့ကောင်းတင်းကျော်စွာဖိလိုက်ပြီးနှုတ်ဆက်နေတဲ့လူတယောက်ကရှိနေခဲ့ပါတယ် ရှင်နဲ့အတူစကားပြောနေတဲ့ကံမီသားစုကလူကလည်းကြောင်သွားပြီးတော့အနောက်ကချင်းကိုနှုတ်ဆက်တဲ့ကောင်ကတော့ဘလိုမျိုးကလေးမျိုးကအသက်15နှစ်မှာကျန်9ပွင့်ရသလဲဆိုတာသိချင်နေခဲ့တာဒါပေမဲ့မင်းကတကယ်ကလေးအီပဲပဲရှိသေးတာပဲငါတဆယ်နှစ်လောက်တော့ငယ်ဦးမထင်နဲ့တွေ့ရတာဝမ်းသာပါရဲ့ကွာငါနာမည်ကဟူကာဆိုပြီးတော့ချင်းကိုရိုင်းပြသွားနှုတ်ဆက်နေပါတယ်ချင်းကတော့သူ့ကောင်းကိုကင်နေတဲ့ကောင်ဒီမေအေဘေးကောင်ကတော့ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်လိုက်ပြီးအာဟုတ်လားတွေ့ရတာဝမ်းသာပါရဲ့ဟူကာဆိုပြီးတော့နှုတ်ဆက်လိုက်ပါတယ် ကူကားတော့ချင်းကိုမင်းကတော်တော်လေးအထင်ကြီးဖို့ကောင်းတဲ့ကလေးပဲ။ငါနည်းနည်းရိုင်းတော့တာကအပြည့်မမြင်ပါဘူးတော့လို့ပြောနေခဲ့ပြီးတော့မင်းကရက်ခန်းနေဆိုပေမဲ့လည်းတိုင်းပြည်ညာလောကမှာတော့ငါကစီနီယာကြရလေကွာ။ငါဂျူနီယာလေးကိုငါကဂုံလိုပါဆိုပြီးတော့သူ့ရဲ့အပိုးတွေကိုပြန်တက်နေပါတယ်။အဲ့ချိန်မှာချင်းရက်ခန်းနေရတယ်။တေချာနားထောင်မှာတူကိုမိသားစုကဟူကခမည်းရဲ့လူရက်ကအခုကျွန်တော်ကိုတလေးတစားဆက်ဆံနေတူလေအားလုံးကိုစော်ကားလိုက်တာပဲ။စီနီယာဂျူနီယာဆက်ဆံရေးတွေကိုထည့်ပြီးပြောခြင်းရယ်။ဦးပြီးတော့ကယူဆိုင်ရအောင်မှာပေါ့။ ဲ့အချိန်ဟူကလည်းဘာလို့အန်အောစွာတခွန်းလက်တုပ်ပြန်လိုက်ပြီးတော့ဂျင်ကတော့ခံမိသားစုကပထမအဆုံးအလံကန်ဆောင်တဲ့သူနဲ့ဒုတိယအလံကန်ဆောင်သူတွေငကားပြင်စစ်တီတွေအနိုင်အောင်ပြင်တွေသူတို့တွေကရောခမရဲ့စီနီယာမဟုတ်ဘူးလားခမရဲ့စီနီယာတွေကကျွန်တော်ကိုဘယ်လိုဆက်ဆံခဲ့ကြလဲဆိုတာမြင်မှာပေါ့ခမရဲ့အမအကိုဝန်ခံပြီးတောင်းမှမှာအဲ့အချိန်မှာဟူကလည်းဟာဆိုပြီးကြောင်သွားပြီးတော့ ဂျင်းကလည်းခင်ဗျားကိုဆုံးမပြီးပြီဆိုတော့ဒီအတိုင်းကျော်သွားပြီးလိုက်ပါမယ်အဲ့ဒီအချိန်မှာဟူကရဲ့ပခုံးလေးကိုပို့လိုက်ပြီးတမ်မီဇာဆိုတာပထမဆုံးအလံကိုင်ဆောင်သူကတော့အမလီဟေးဟူကမင်းဘဝကိုတခင်လေးဂျင်းကကယ်တင်ပေးလိုက်တာပဲနော်သူအကြံပေးတာကိုတော့လိုက်နာဖို့ပြောချင်ပါတယ်ဟုတ်တယ်မင်းရဲ့ဘက်ဆက်ကြောင့်တနေ့နေ့တော့ဒုက္ခရောက်မယ်ဆိုတာသိနေတယ်ဒီအတိုင်းလုပ်လိုက်ပါဘာမှမစဉ်းစားနဲ့လို့ပြောနေပြီးတော့ဟူကလည်းအဟမ်းစီနီယာတွေကဒီလိုပြောနေတော့လေလို့ဆိုကစီနီယာတွေကိုလည်းတောင်းပန်ပါတယ်ကျွန်တော်တို့ဂျူနီယာလေးရဲ့အမအကိုလည်းခွင့်လွှတ်ပေးပါ တခင်လေးချင်းကိုလည်းတောင်းပန်ပါတယ်ကျွန်တော်တောင်းပန်တာကိုလက်ခံပေးပါဆိုပြီးတောင်းပန်လိုက်ပါတယ်ဂျင်ရန်လည်းလက်ခံရမှာပေါ့ဆရာဟူကဆိုပြီးပြန်လည်းနှုတ်ဆက်လိုက်ပြီးတော့အဲ့အချင်းချင်းကိုငရဲ့ရန်သူရှာတာတော်တော်ပဲလို့ပြောပြီးရောက်လာတဲ့သူကတော့လူနာရခိုင်နယ်ပဲဖြစ်ပါတယ်အသက်30ကျော်နေပြီမဟုတ်လို့မလှတော့ဘူးလို့ထင်ရတဲ့အမကြီးတယောက်ကတော့ပါတီဘွဲမှာသူ့ရဲ့အလှအပအမှန်ကန်နေထုတ်ပြနေပြီးတော့ ဂျင်ရီတခါတလေတော့တာမန်ကလေးတယောက်လိုပဲနေတာကောင်းမယ်ထင်တယ်လို့ပြောလိုက်ပါတယ်ဂျင်ကလည်းအမားလုံနာလုံနှုတ်ဆက်လိုက်ပြီကျွန်တော်ကဒီနေ့ရခန်နေရဲ့ကိုစားပြုလေလူနာလည်းအဲ့ဒါတော့ဟုတ်ပါတယ်ဒါပေမဲ့ဟူကာကမင်းကိုစိန်ခေါ်လိုက်ရင်ဘယ်လိုလုပ်မလဲသူ့ပုံစံအနည်းဆုံးခြေချောင်းလုံးအဆင်မဲနော်လို့ပြောနေပါတယ်ဂျင်ကတော့လူနာကိုသူ့သားအဲ့လိုလှုပ်လိုက်ရင်သူ့ကိုမိသားစုရဲ့တခင်ကြီးနဲ့အကြီးအကဲတွေကဝင်တားမှာပါသူတို့ကျွန်တော်ကိုတစ်ချိန်လုံးကြည့်နေကြတာလေလူနာကလည်းဂျင်ကိုအမလီနင်ကအချိန်တွေကိုကြည့်နေရင်သူတို့ကဘာကြည့်နေကြတာလား တယောက်ယောက်ကမြန်နင့်ကိုလူရီနဲ့ဆက်ဆံနီးကိုလှုပ်ဝက်ချက်တွေပါပဲမြန်တင်မိခဲ့ရတယ်လို့မင်းနေခဲ့ပါတယ်။ဂျင်ရလည်းလူနာကိုအဲ့လိုသာတင်မိမဲ့သူရှင်အနာကိုခေါ်ထားလိုက်မှာပါ။လူနာကလည်းဒါပညာသင်ရရင်တော်ပြီပေါ့။တခြားဟာတွေကလူလူလားလို့ပြောလိုက်ပါတယ်။ဂျင်ကတော့အမအနေနဲ့နားလေပို့တော့ခတ်မှာပါ။ဒါပေမဲ့အမုန်းခံရတဲ့အငယ်ဆုံးတားတယောက်အနေနဲ့ကတော့အသက်ရှင်ဖို့အတွက်အများကြီးတို့အပ်ပါတယ်။လူနာကလည်းအဲ့လိုလားလို့ပြင်ဖြေလိုက်ပြီ။လူနာရဲ့စိတ်ထဲမှာတော့သူကအရင်အရေးချင်းရှိတယ်။ပြီးတော့ထက်မြက်တယ်။အဲ့ဒါကြောင့်လည်းမှုန်တိုင်းရဲထဲမှာတော့ကလုံးကြံပူကြံစီတာခံခဲ့ရတာဖြစ်မယ်။ဘယ်သူများဖြစ်မလဲ။ ကျင်းရဲ့အရေးချင်းစစ်တွေကိုဆော့ဆော့စီသဘောပေါက်ခဲ့တဲ့သူကဘသူများလဲလို့တွေးနေခဲ့ပြီးတော့လူနာကလည်းကျင်းကိုဒါနဲ့ဒီလိုပွဲကိုလာလို့မရှိပေမဲ့မင်းကိုဂုံမျိုးဖို့အတွက်ရောက်လာတာနော်။ဒါပေမဲ့ပျော်စရာလေးတွေရှာရမယ့်အချိန်လည်းရောက်လာပြီလို့ထင်တယ်။ကျင်းကလည်းသွားတော့မလို့လားလို့ပြောလိုက်ပြီ။အင်းသွားတော့မယ်။မင်းကငါနဲ့တွဲကားဖို့အရက်မရှိသေးဘူးလေ။မင်းအရက်ရှိလာတဲ့အခါကျရင်အတူတူကရအောင်နေရာကောင်းလေးကိုခေါ်သွားပေးမယ်လို့ပြောလိုက်ပါတယ်။ကျင်းကလည်းလူနာကိုမျှော်နေပါမယ်လို့ပြောလိုက်ပြီးတော့လူနာကလည်းကျင်းကိုအော်ဒါနဲ့မသွားခင်လေမင်းလို့တလိုမျိုးပဲ။ဒီမှာရှိနေတဲ့လူတွေကိုမင်းလိုမျိုးတစ်ခုခုတော့တတိပေးခဲ့ရမယ်ထင်တယ်လို့ပြောက။ လူနာတယောက်ကတော့အမအကြီးဆုံးပီဇာဆော်နေပဲချင်းရဲ့ခေါင်းလေးကိုကန်လဲပြီးသူ့ရဲ့ခေါင်းလေးနားကိုတိထားလိုက်ကငါဒီလိုလုပ်လိုက်ရင်မင်းကိုဘယ်လောက်တန်ဖိုးထားရဲဆိုတာသူတို့နားလည်မှာပါသူတို့ငါ့ကိုကြောက်သွားရတယ်နဲ့မင်းကိုရိုင်းပြရတယ်ရော့သွားမှာပါလို့ပြောနေပါတယ်လူနာလည်းချင်းကိုခဏနေမှတွေးကြမယ်လို့နှုတ်ဆက်လိုက်ရင်းနဲ့ပဲဂျင်ရလည်းဟုတ်ကဲ့ပါလို့ပြင်ပြလိုက်ပါတယ်အဲ့အချိန်မှာဂျင်တို့ရဲ့မြင်ကွင်းကိုကြည့်နေတဲ့လူတွေကလည်းအဲ့ဒါပါငါသိထားတဲ့အဖြူအောင်ဝေးလာငါမှဟုတ်ရဲ့လားသူကသူ့ရဲ့မောင်လေးကိုတော်တော်တန်ဖိုးထားတာပဲလို့ပြောနေပြီးဖုံမြင်ကွင်းကိုကြည့်နေတဲ့တစုံတစ်ယောက်ကတော့အီးအားကြလိုက်တာဆေးရဖိရှ်ကေရဲ့ ကျွန်တော်လည်းတခင်မလေးလူနာနဲ့အဲ့လိုမျိုးလေးခေါင်းညက်ဆိုင်ရင်လိုက်တယ်လို့ပြောနေပြီးအင်ဂျီစာကြီးကိုကိုက်နေခဲ့ပါတယ်။အဲ့ဒီလူကတော့ရုပ်ပြောင်းရုပ်လဲဗူပါကတ်စတန်ဖြစ်ပြီးတော့ဒီနေ့တခင်မလေးလူနာအတွက်ကြံရရေးရမယ်။ပြီးရင်အဲ့ဒီကြံရကိုတညာလုံးယူမယ်။တညာလုံးထိုင်ယူမယ်ဆိုပြီးတော့လူနာအပေါ်ယူတက်နေပါတယ်။ဘစ်ကေကလည်းပစက်ပိတ်ထားလို့မရဘူးလားဗူပါလို့ပြောနေခဲ့ပြီးတော့ဘစ်ကေရဲ့ညီမဖြစ်တဲ့သူကတော့အကိုကလည်းအဲ့လိုမပြောပါနဲ့။မစ္စတာဗူပါအတွက်အရေးကြီးတဲ့ကိစ္စဖြစ်ရင်ဖြစ်နေမှာပေါ့လို့ပြောလိုက်ပါတယ်။ဘစ်ကေရဲ့ညီမနာမည်ကတော့မာဂျီအလာဖြစ်ပြီးတော့ဒီအာနိုဗီရိုကေရဲ့ညီမလည်းဖြစ်ပါတယ်။အလာကလည်းဘစ်ကေကို ပြီးတော့မစ္စတာဘူပါကြောင့်ဒီပါတီဘွဲကိုအေးအေးဆေးဆေးပြောနိုင်တာလေသူ့ကိုလေးစားရမှာပို့လို့ပြောလိုက်တော့သူညီမရဲ့စကားကိုမလုံဆန်နေနဲ့ဘစ်ကေကတော့မာဂျီအလာရဲ့ဆိုပြီးပါဇက်ကပြောနေခဲ့ပြီးတော့အဲ့ချိန်ဘူပါကလည်းတကယ့်ကိုမာဂျီဗီလာလေးပဲကျွန်တော်ကိုနားလေပြီးတယ်ကျွန်တော်ဘူပါကတေချာလေးခါသွားပါမယ်လို့ပြောနေပါတယ်ဂျင်တယောက်ကလည်းအခမ်းအနားအလယ်မှာတယောက်ထဲရက်နေခဲ့ပြီးတော့ဟင်းတခင်လို့ရတာမလွယ်ဘူးပဲလို့တွေးနေခဲ့ပြီးတော့ဒါနဲ့ဇေပေရီကဘေးနားကိုရောက်နေရပါလိမ့်နည်းနည်းတော့စိတ်ရှုပ်ဖို့ကောင်းပေမဲ့ငါကိုယ်တိုင်လက်ရှာအမလာလို့တွေးနေခဲ့ပါတယ်အဲ့ချိန်ချင်းရဲ့ဘေးနားကိုရောက်လာတဲ့သူကသူ့ရဲ့လက်မှာကင်နာရဲ့ဝိုင်ကော့ကိုစုပ်ပွဲဖို့ဆောင်းချလိုက်ပါတယ်ဂျင်ကလည်းတခင်မလေးကတော့တစ်ချက်ကြည့်လိုက်ချင်းမှာတော့ဟေးရကန်လေ င်းရဲ့တက်တက်စာလေးတစ်ခွက်လောက်တောက်ဖို့တောင်းဆိုလို့ရမလားဆိုပြီးတောင်းဆိုလိုက်ပါတယ်။ချင်ရလဲ။ဩမင်းကလို့ပြောနေပြီးတော့ Cyrus ကတော့ကျမကလစ်ဝေးရေခဲနန်းတော့က Cyrus အနမောပါလို့နှုတ်ဆက်လိုက်ပါတယ်။ Cyrus ကလည်းဂျင်းကိုတွေ့ရတာခုံယူပါတယ်။တခင်လေးဂျင်ရကန်နေလို့ပြောလိုက်ပါတယ်။ဂျင်းဒီယောနဲ့ Cyrus ကိုမိတ်ဆက်တဲ့အနေနဲ့ Cyrus ရဲ့ wine glass ကို wine နဲ့ငှဲ့ပြီးနေခဲ့ပြီးတော့မင်းကလက်ဝဲနန်းတော့တခင်မရဲ့တမိပဲဝေဝင်ရမှာကကျွန်တော်ပါ Cyrus ကလည်း15နှစ်အရွယ်ဆိုတော့ကျမနဲ့ရွေးတူတာပဲပေါ့ဒီလိုအသက်အရွယ်မှာဒီလောက်ထိတိုက်ပညာမျိုးရအောင်လို့ဘယ်လိုများလုပ်ခဲ့တာလဲလို့မင်းနေခဲ့ပါတယ် ဆမ်ရစ်ကလည်းဂျင်ကိုရခန်နေရဲ့ကောင်းကြီးပြီးခံရတဲ့ခဏကူကတကယ်ပဲမနာလို့ဖြစ်မိပါတယ်ဂျင်ကလည်းကျွန်တော်လည်းကောင်းကြီးပြီးခံရတယ်လို့ပဲထင်မိပါတယ်လို့ပြန်ပြောလိုက်ပြီးတော့ဘာပဲဖြစ်ဖြစ်လှုပ်ဝဲရေကင်းနှန်းတော့ဆိုတာကလည်းကောင်းကြီးပြီးခံရတဲ့မျိုးရိုးတစ်ခုပါပဲလှုပ်ဝဲရေကင်းနှန်းတော့တခင်မကမင်းကိုဘယ်တော့တံမိုးထားလိုက်မလဲဆိုတာစဉ်းစားကြည့်လို့တော့မရဘူးဆမ်ရစ်ကတော့ဂျင်ကိုအမေကတော့တံမိုးထားပါတယ်ဘာလို့လဲဆိုတော့တစုံတယောက်လိုမျိုးမွေးခြင်းနဲ့အများကြီးမဟုတ်ပဲကျွန်မကတဝီရသောသမီးလေဟောကျွန်မပြောတာမရိုင်းတော့မှလည်းလို့ဂျင်ကပြောလိုက်ပါတယ်ဂျင်ကလည်းမရိုင်းပါဘူးဗျာကျွန်တော်ကမွေးခြင်းနဲ့အများကြီးနဲ့ငယ်ဆုံးတတယောက်ဆိုတာကလူသိရှင်ညာပဲကို မှန်တကယ်တော့မင်းကိုအားကြမ်းမိပါတယ်လို့ပြောလိုက်ပါတယ်။ဂျင်းနဲ့ထပ်ပြီးတော့တက္ကသိုလ်လေးဝေးချင်းနဲ့အများကြီးရှိရတာပင်မနဲ့လို့ပြောလိုက်ပြီးတော့ဂျင်းရဲ့စိတ်ထဲမှာတော့ထူးဆန်းလိုက်တာသူငါ့ကိုမှတ်မိတာသိကြပါတယ်။အဲ့ဒါကိုဘာလို့မမေအချောင်းကိုတခေါက်မှမပြောရတာလဲလို့တွေးနေခဲ့ပြီးတော့မျက်နှာပေါ်မှာပြာမုံနေတဲ့ကက်နေုံနဲ့မမှတ်မိတာကတော့လုံးဝမဖြစ်နိုင်လို့တွေးနေခဲ့ပါတယ်။အဲ့အချိန် Cyrus ကတော့ဂျင်းကိုတခင်လေးချင်းတစ်ခုလောက်မေးလို့ရမလား။ဂျင်းကလည်းဟုတ်ကဲ့။မိဘတခင်မလေး Cyrus လို့ပြောလိုက်တဲ့အချိန်မှာတော့အေးဆက်နေတဲ့အကြည့်ယူနေတဲ့အတူခြေထောက်မှာထိထားတဲ့ဒဏ်ရာကဘလို့နေသေးတယ်လို့မေးလိုက်ပါတယ်။အဲ့အချိန်ဂျင်းကတော့နည်းနည်းပြုံးလိုက်ပြီးတော့အဆင်ပြေသွားပါပြီ။ ဒါဆိုတယောက်ကကိုရင်ကိုကျဆီလင်းပေးခဲ့တာကြောင့်ပေါ့အဲ့ဒီဂျေဇုကိုဘလူးပြန်ဆက်အမလဲတော့မသိပါဘူးလို့ပြောလိုက်ပါတယ်ဆာရစ်ကလည်းချင်းကိုချင်းကကျွန်မထင်ထားတာတဲ့နေ့ပြောင်တိုက်တာအရင်တော်တာပဲတခင်လေးချင်းအဲ့ဒီရောင်ကမမိတ်ကလိုင်းအောင်ရေးတွေမှာဘာကြောင့်ရှိနေရတာလဲကျွန်မကိုရှင်းပြဖို့လိုမယ်ထင်တယ်လို့ပြောလိုက်ပါတယ်ဂျီယန်လည်းဆိုင်းရစ်ကိုဘာလို့များလဲလို့မေးလိုက်တော့ကျွန်မလူတွေအဲ့ဒီရောင်ကမှော့ဆရာကိုလုံးဝရှာမတွေ့ခဲ့ဘူးအဲ့ဒီကိစ္စကကျွန်မကိုတော်တော်လေးမာနထိခိုက်စေတယ် အဲ့ဒါကြောင့်မကျမအလှုပ်ပေးလိုက်တဲ့လူငယ်လေးကတရားခံများဖြစ်နေမလားလို့စဉ်းစားမိတာကြောင့်မဂျင်ရန်နဲ့ Cyrus ကိုဟောပညာလို့ပြောလိုက်တယ်နော်။မိမိနဲ့အတိုင်းပဲငါက Dragon နဲ့တယောက်ပါ။တကယ်ပဲငါလုပ်တယ်လို့ထင်နေရလား။မိငါတို့မိသားစုအကြောင်းကိုလည်းသိချာသိမှာပါ။ Cyrus ကလည်းချင်းကိုချင်းကိုတရားခံလို့ထင်တာတော့မဟုတ်ပါဘူး။အလိုပဲဖြစ်ဖြစ်ရှင်က Dragon နဲ့တယောက်ရဲ့ mission ကြောင့်ရောက်နေခဲ့ရဆိုရင်တော့တမျိုးဖြစ်သွားပြီလေ။ mission ကိုမကင်ထွန်နိုင်လို့ Forcer တယောက်ကိုဖားလိုက်တာလည်းဖြစ်နိုင်တာပဲ။တဲခုခန်းထဲမှာရှိနေခဲ့တဲ့လူတွေက Dragon နဲ့ပြတ်မဲ့ဖြစ်နိုင်တာဆိုလို့တုတ်ဝန်းနှောက်ကလူတွေပဲရှိရဲ့။ အဲ့တော့လှစ်ဝက်နန်းတော်ရဲ့ဓာတ်ခွန်90ကောင်းတော့တယောက်အနေနဲ့ဒီကိစ္စကိုဒီတိုင်းချုံမသွားနိုင်ဘူး။ချင်းရဲ့အတွေ့ထဲမှာတော့သူကမှမို့လှစ်ဝက်နန်းတော်တွေကလူတယောက်ကိုပြစ်မှတ်ထားခဲ့ရလို့အထင်မှားနေခဲ့တာပဲ။အဲ့ဒါလည်းမှားတော့မှားပါဘူးလေ။အဲကွာရိုကိုတပ်ဖို့ကြိုးစားရင်လည်းသူ့လူတချို့ကိုလည်းထိခိုက်စေခဲ့တာပဲလို့တွေးနေခဲ့ပြီးတော့အဲ့ဒါဆိုလည်းအန်နူမဖြစ်ခဲ့တဲ့အရာတွေကဘလို့များမှလုပ်တဲ့ဆိုတာကိုတသက်ပြတ်နိုင်လေ။မင်းပြောသားတော်တွေအားလုံးကမင်းရဲ့အထင်မြင်တွေကြီးပဲတသက်မဟုတ်ဘူးလား။ Cyrus ကလည်းချင်းကိုအဲ့ဒါဆိုအဆုံးထိဘူးခတ်ပြီးညင်းနေမယ်ဆိုတဲ့သဘောပေါ့ ရတယ်လေရှင်ကအဲ့လိုဆိုရင်တော့ကျမမှလည်းအစီအစဉ်ရှိပါတယ်ရှင်ကိုပြိုင်ခွင့်စီကိုဆွဲခေါ်သွားပြီးတော့တင်အောင်ရိတ်တက်ပြစ်မယ်ပြီးရင်ရှင်ရဲ့ယူဇာမျက်နှာပေါ်မှာဒရိထွေးပြငါလို့ပြောလိုက်ပါတယ် Cyrus ကလည်းဂျင်းကိုလက်ညှိုးထိုးပြီးတော့ရှင်ကိုကျမနဲ့ရှင်ပြိုင်မှုစိန်ခေါ်တဲ့ဂျင်းရခန်နဲ့လို့ကြေးအော်ပြောလိုက်တဲ့အခါမှာတော့ဂျင်းကလည်း Cyrus ကိုမိုင်းအဖေကငါ့ကိုပြောထားတာတခုရှိတယ်ငါ့ထက်အားနည်းတဲ့ပုံပေါ်တဲ့သူတွေနဲ့မရှင်တဲ့မှုသတိပေးထားတာကိုလေဒါပေမဲ့မင်းအဲ့လောက်တောင်တောင်းဆိုနေရဆိုရင်တော့ ကျွန်တော်ကလိုင်ယောဘေးကလွယ်ပြီးပဲတက်နိုင်မှလည်းလို့ပြောပြီးတော့ဂျင်းနဲ့ဆိုင်ရပ်စ်တို့ရဲ့ Manzas 1စီးကျင်းထုံးမဲ့ပွဲကဖြစ်လာခဲ့ပါတယ်။နှစ်ယောက်သားတက်ကွင်းကိုရောက်လာတဲ့အချိန်မှာတော့တက်ကွင်းမှာစောင့်နေတဲ့အဆောင်စစ်တီတွေကတခင်လေးတို့နှစ်ယောက်စီးကျင်းထိုးရမှာလားလို့မေးလိုက်ပြီးတော့ဂျင်းကလည်းဟုတ်တယ်မင်းတို့သွားကြတော့စေးကူအဖွဲ့တွေဒီမှာနေခဲ့ကြလို့ပြောလိုက်ပါတယ်။ဂျင်းကလည်းထပ်ပြီးတော့ မင်းတို့မသွားခင်ငါ့ကိုဒါကောင်းကောင်းလေးနှက်လက်လောက်ပေးခဲ့ပါအောင်လို့တောင်းဆိုလိုက်တော့နားလိုက်ပါပြီ။တခင်လေးတို့ပြိုင်ပွဲမပြီးမချင်းပြိုင်ခွင့်ကိုပိတ်ထားပြီးမှမင်းတို့ပြောလိုက်ပါရစေ။ဂျင်းတယောက်လဲ service ကိုတစ်ချက်လှမ်းကြည့်နေခဲ့ပြီးတော့ဂျင်းရဲ့အတွေ့ထဲမှာတော့ပွဲချိုက်တင်တဲ့ဘေးကလူတွေကညတကောင်ကြောင်ရင်ဒီကိုအလုံးအေးင်းနဲ့ဝင်လာကြမှာသူကလှစ်ဝဲနှန်းတော့တခင်မရဲ့တမီပဲလေလူတွေရဲ့မျက်စိရှိမှသူ့ကိုအနိုင်ယူရတာမဟုတ်သေးဘူးလို့တွေးနေခဲ့ပြီးတော့တိုက်ပွဲမဆခင်မှာပဲ Cyrus ကတော့ချင်းအောင်ချင်းရခန့်နဲ့မဆခင်မှာတစ်ခုလောက်ခရီးပေးပါ ဂျင်ကလည်းဗာမရလေးလို့ပြောလိုက်တော့ကျွန်မနိုင်ငံအဲ့ဒီနေ့ကမမဲမှာဖိဖက်ခဲ့တာတွေကိုတခုမှကြံအကုန်ပြောပြပေးပါအလိအညာတွေမပါဘဲနဲ့ပေါ့ဂျင်ကလည်းကောင်းပါပြီလို့ပြောလိုက်ပြီးအဲ့လိုမှမဟုတ်ပဲငါနိုင်ငံရဲ့နော်မင်းနဲ့ငါကအဲ့ဒီနေ့ကတွေ့ခဲ့တာလုံးဝမရှိဘူးလို့သဘောထားပေးပါလို့ပြောလိုက်ပါတယ်ဆန်ရစ်ကလည်းဂျင်ကိုရှင်အဲ့လိုပြောလိုက်တော့ရှင်မှာဖုံးဝဲထားတာရှိနေရပဲလို့ပြောလိုက်ပြီးတော့နောက်လာတိုက်ဆမ်းမလို့အော်လိုက်တဲ့အချိန်မှာပဲဂျင်တယောက်ကတော့ဆန်ရစ်စီကိုလိမ့်မယ်နဲ့အရှင်နဲ့ပြေးဝင်လာပါတယ်ဆန်ရစ်ကဂျင်ရဲ့တိုက်ကွက်ကိုကားလိုက်တော့ဂျင်ရဲ့အတွေ့ထဲမှာလဲဒါကအန်တမောမျိုးဆက်ရဲ့ထူးခြားတဲ့စွမ်းရည် ရေခဲသားပါများတိုက်ခတ်ပဲလို့တွေးနေခဲ့ပါတယ်။အဲ့အချိန် Cyrus ကတော့သူ့ရဲ့ဓာတ်အပေါ်မှာရေခဲတွေကိုဖုံးအောင်လိုက်တော့ဂျင်ရန်နဲ့ဟဆိုပြီးတစ်ချက်ကြောင်ဝါကဆက်ဆချင်းမှာပဲလှစ်ဝက်နီးလောင်ထုတ်သွင်းမယ်လို့လုံးဝမထင်သာဘူးလို့ပြောလိုက်ပါတယ်။ဂျင်ရန်နဲ့ Cyrus ကိုစိတ်မကောင်းစရာပဲ။ငါအငယ်ဆုံးဆိုတော့ငါမိသားစုရဲ့လှစ်ဝက်နီးလန်းတွေကိုအခုထိမတင်ရသေးဘူး။ငါဘယ်လိုလုပ်ရမလဲလို့ Cyrus ကိုမေးနေခဲ့ပြီးတော့ Cyrus ကလည်းဟွန်းဆိုပြီးတလုံးပြောလိုက်ခါအဲ့ဒါကငါကိစ္စမဟုတ်ဘူးလေလို့ပြောလိုက်ရင်းနဲ့ပဲ Cyrus ကသူ့ရဲ့ဓာတ်နဲ့ဂျင်ကိုတစ်ချက်ရိုက်ချလိုက်ပါတယ်။တိုက်ပွဲအချိန်ကပုံမမြင်လာတဲ့နောက်မှာတော့ Cyrus ကလည်းဂျင်ကိုအနာမပေးဘဲတောက်လျှောက်တိုက်ခိုက်နေခဲ့ပြီးတော့ ။ Tyrus ရဲ့စိတ်ထဲမှာလည်း Jin Rakan နဲ့သူကတကယ်ပဲကျင်ကားပွင့်မယ်။သူ့ကိုကြည့်ရတာခုခံနေတယ်ပဲထင်ရပေမဲ့တိုက်ခိုက်တာကြလေလေသူ့ရဲ့အရေးချွင်းတွေကပေါ်လာတယ်။ဒါပေမဲ့အဲ့ဒါကကိစ္စမရှိပါဘူး။ကြေတလုံးလောက်ကွာတာကခြေခဲသားသားများတတရမြောက်ပုံစံတိုက်ခွက်နဲ့ဆိုရင်ဒန်းတို့ညှိလိုက်လို့ရတယ်။ငါကပိုပြီးအားနေတယ်။ပြီးတော့ခံနိုင်ရင်လည်းတိတ်မရှိဘူးဆိုတော့ချိန်ဆွဲနေလို့မဖြစ်ဘူး။သူကငါရဲ့တိုက်ခွက်တွေကိုလေ့လာပြီးစတိုက်ခိုက်ဖို့လုပ်ရင်တော့ငါကလည်းတိုက်ခွက်တွေကိုပြောင်းလိုက်ပြီးတော့သူ့ကိုအဆုံးသတ်လိုက်မယ်လို့တွေးနေခဲ့ပြီးတော့ Cyrus တယောက်ကချင်းကိုဆက်လက်ပြီးတိုက်ခိုက်နေပါတယ်။ Cyrus တွေးနေသလိုမျိုးပဲတစ်ဖက်မှာလည်းချင်းရဲ့အတွေးထဲမှာတော့ service ကအခုမှ available စသည်ပဲရှိသေးတယ်။သူရေခဲထားသားများတိုက်ကုတ်ကိုလုံနိုင်ရင်တော့တိုက်ခိုက်မှုနဲ့ခုခံမှုကငါအနောက်မှာပဲ။ငါတို့ကြားကကွာခြားသွားတဲ့အချက်ကိုသဘောပေါက်သွားရင်သူ့အခြေအနေကိုပြောင်းလဲဖို့တခုခုလုပ်မှတည်ကြတယ်။အဲ့လိုဆိုရင်သူ့ရဲ့လက်ဝဲနီးလောင်းကိုသုံးဖို့လုပ်မှာ။ဒါပေမဲ့အဲ့တော့ကဘလောက်ပြင်းထန်မယ်ဆိုတာကိုငါမခံမနိုင်ဘူးလို့တွေးနေခဲ့ပြီးတော့တကယ်လို့များအဲ့လိုအခြေမျိုးမှာငါလည်းငါရဲ့လက်ဝဲနီးလောင်းကိုပြန်လဲတုံးမြာမှာပဲလို့တွေးနေခဲ့ပါရဲ့။ချင်းကလည်းသူ့ရဲ့အတွေ့အထိမှာငါမုံတိုင်းရဲတဲ့မှနေတော့ကဖတ်လာတဲ့လက်ဝဲနီးလောင်းရဲ့အများကြီးတွေကငါရခဲ့တဲ့လက်ဝဲနီးလောင်းတွေရဲ့မှာတုံးမြာအကောင်ဆုံးလက်ဝဲနီးလောင်းကလို့တွေးနေခဲ့ပြီးတော့ ဲ့အချိန် service ကတော့တစ်ချက်ပြုံးလိုက်တာဒါကအဆုံးသက်ပဲချင်းလို့អော်ပြောရင်းနဲ့ခြေခဲထားပါများအတရားမြောက်ပုံစံတိုက်ကွက်နှီးမုံနိုင်လို့ online နဲ့သူ့ရဲ့လှုပ်ဝက်ဆွမ်းအောင်ထုတ်သုံးလိုက်ပါတယ်ဂျင်တယောက်ကတော့ service တုံးလိုက်တဲ့အဆွမ်းအောင်မနေခုခံနေရပြီးတော့ခြေခဲတုံးတွေကိုမန္တရီတိတ်ပြီးထည့်ထားလာလို့ပြောနေခဲ့ပြီးတော့သူ့ရဲ့အရှိမလှုပ်ဝက်နီလောင်းအောင်တုံးပြီးမမမမရက်နေတဲ့ service ကိုလှမ်းကြည့်လိုက်ရင်ပါဇက်ကနေပြုံးပြီးတစ်ချက်ရည်လိုက်တော့ service ရဲ့အတွေ့အကြံမှာလဲသူကရင်နိုင်သေးတယ်လားလို့တွေးနေခဲ့ပြီးတော့ဒါပေမဲ့ငါနှီးမုံနိုင်ကိုတုံးလိုက်ပြီလေဘလောက်ပဲအသက်15နှစ်နဲ့ကျေငါဝင်ရတဲ့ညံကြီးရှင်မဖြစ်နေပါသေးတဲ့ဝက်ရေခဲနှန်းတော်ရဲ့ စ်ဝက်နီလန်တို့တို့တော့မထိုးပေါက်နိုင်ပါဘူးလို့တွေးနေခဲ့ပြီးတော့ဒါပေမဲ့များဘာလို့ငါရဲ့စိတ်ကအတမတာခန်းစားနေရတာလဲလို့တွေးပြီးဒေါသကြီးထွက်နေခဲ့ပြီးတော့ဘာလို့လဲလို့ပြောနေကြီးမှာပဲစိုင်းရီရဲ့မျက်လုံးအရှိတက်တဲ့ကိုချိန်နေနဲ့ဓာသွားအောင်ရောက်လာခဲ့ပြီးတော့စိုင်းရစ်ကလည်းမနှင်းရှောင်လိုက်ရကဒါကလို့ပြောလိုက်ပြီးဓာထဲမှာထည့်ထားတဲ့ချင်းရဲ့အော်ရာတွေကိုကြည့်နေချင်းချင်းရလည်းတည်စမ်းဆိုပြီးတွေးလိုက်ခါစိုင်းရစ်ဆိုရှမ်းအော်လိုက်ရင်လည်းနေရာတစ်ခုလုံးကပောက်ကွဲထော်သွားပါတယ်ကဲဒီချက်ပြလေးကိုတော့ဒီနေရာမှာပဲခံထားပြရစီခင်ဗျာနောက်လာမယ့်အပိုင်းမှာတော့ချင်းနဲ့စိုင်းရစ်တို့ရဲ့1 vs 1 season 2ဘက်မှာဘယ်သူအနိုင်ရသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုရမှာဖြစ်ပြီးတော့ ကျဆူအားပေးသူတူဦးတယောက်ရှင်ရဲကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာ VPN နဲ့ကြည့်ပေးခဲ့တဲ့တငငချင်းတွေကိုလည်းအများကြီးချစ်ပါတယ်တတ်တာဗျာနောက်မှပြန်နေကြမယ်